အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမှာကတော့ကြောက်ပါပြီမစိမ့်ခတ်ရဲဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ကို ပြောပြတင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ အဆုံးထိလိုက်ပါနားဆင်အားပေးကြပါဦးခင်ဗျာအလုတ်ဒီကတပုံတပင်ကြီးဖြစ်နေရွေတပတ်အတွင်းမှာပဲလက်ကျယ်မရှိအောင်လို့လုတ်ပေးချင်ပြီဆိုတဲ့ဖြင့် အပိုးဆင်းပြီးတော့လှုပ်ပေးနေရတယ်။ယနေ့တော်ရှိသမျှအလုံးများကိုလက်ဆသက်လှုပ်ရသဖြင့်အဲ့အပြက်မှနောက်ကြပါတယ်။လက်မှာပတ်ထားတဲ့နားရှိရဲ့အိမ်မြောင်လက်တံကအတူအရှိထက်တူညီမြဆက်တဲ့ကနန်းကိုပြနေပါတယ်။ဆက်တဲ့နိုင်ထိုးချက်9မိနစ်ပဲလိုပါတော့တယ်။ညှိုးဆူလို့နေပါတယ်။ဒါကြောင့်လေလမ်းပေါ်မှာလူရှင်းလူပြည့်နေခြင်းဖြစ်တယ်။ခဝဲဝဲမှာကားကြီးကားငယ်များရဲ့အတံကိုကြားရပြီး မီးရှောင်ထိမ့်ထိမ့်စုစုကိုမြင်ရတယ်။အိမ်နဲ့ကွာလန်းတဲ့ကားလမ်းမတန်းဖြစ်တာကြောင့်လူချင်းတဲ့သဘောလဲပါတယ်။ကားမတန်းမှာဖဲ့ကျင်၍ရက်ွက်လန်းတဲ့သူတော်တော်ရှောက်လန်းဝင်ခဲ့ရတယ်။ရက်ွက်လန်းတဝက် အလဲကောင်လောက်မှာ နှစ်ချို့တက်တန်းရဲ့လက်ခုပ်ပင်ကြီးတစ်ပင်က ရှိပါတယ်။လူပြောများလာတဲ့ထိုလက်ခုပ်ပင်ကြီးရဲ့နေမှာယခုလိုညမျိုးဆိုရင်တော့ညာ၈နာရီ၉နာရီပင်မြည်သူအเจ้าနဲ့မှာ နှစ်ယောက်သုံးယောက်ပြန်ဖြတ်မသွားရင်အခုတော့ရုံးမှပြန်လာသည်က7နာရီလမ်းလျှောက်ရမှာမိနစ်30ဆိုတော့7နာရီခွဲပြီဖြစ်ပါတယ်ညာ7နာရီလောက်မှပြန်ဒီသစ်ပေကြီးနာမှာကိုဟန်ချိန်မှာတကားမှာဖြတ်လျှောက်ခြင်းမပြုပါတခြားသောလူများလည်းတွာလာကြသည်မဟုတ်ပါဒါပေမဲ့ယခုညမှပြန်ကိုဟန်ချိန်တယောက်မှာအလောက်ကိုလက်စားတတ်နေရသဖြင့်အမည်တရင်ကြီးတဲ့ ဒီလက်ပံမင်းကြီးအောက်မှာတယောက်တည်းဖြတ်ပြီးတော့ပြန်ရမယ်။တခြားတနေရာမှာလည်းသွားစရာလည်းမရှိ။ရှိတဲ့လမ်းကရက်ွက်ရဲ့တောင်ပတ်ပန်းမှာဖြစ်ပါတယ်။ထိုနေရာထိုလမ်းမှာသွားမည်ဆိုလျင်တမျောတခေါကြည့်ကားစီးမှပဲရတယ်။လမ်းလျှောက်လိုက်ရင်လည်းတနားီခွဲလောက်လျှောက်ရမယ်။တကွေးတစ်ပတ်လည်းပြန်ပြီးတော့လျှောက်ရမယ်။လမ်းကျိုးဝင်ကလေးကရှိတဲ့ဂါတာတစ်ပုဒ်ကိုရွတ်ဆိုလို့လာမိတယ်။ကြောက်ချွန်းနာရောစိတ်ပူပန်မှုတော့ကြောင့် ရှိတဲ့ကားတာပင် အစားနဲ့ဆုံဖြစ်လိုက် အစားနဲ့အလေဖြစ်လိုက်နဲ့ခြာလေလေလို့နေပါတယ်ခြေလန်းကိုလည်းခက်သွွတ်နဲ့လှမ်းလိုက်တယ်လက်ထဲမှာလက်ဆွဲအိတ်ကခါရမ်းတွေရွေနေပါတယ်ထမင်းချမ်းကလှုပ်ပြီးတော့အတန်ပေးပါတယ်လမ်းထိတ်ကကင်းတဲ့ကိုလှမ်းပြီးတော့မြင်ရသဖြင့်အနှဲငယ်အားရှိလှုပ်သွားတယ်လက်ပံပင်နဲ့ကင်းတဲ့ကတိတ်ပြီးတော့မဝေးလာပြီဟူတော့ပါသေးရဲ့ကင်းတဲ့ကိုရောက်တော့မယ် အတွေးနဲ့ခြေလမ်းကိုပို့ပြီးတော့တော်တော်လမ်းခဲ့ပါတယ်။လက်ပံပင်ကြီးရဲ့အောက်တက်တက်ကိုရောက်လာတယ်။အပင်ကိုလည်းမကြည့်အပေါ်ကိုလည်းမော့မကြည့်ပဲ။မိခင်တဲကိုလန့်ကြည့်ပြီးတော့ရှောက်လာကြည့်ပါတယ်။ဟမ်ဘာမှဖြစ်ပါဘူး။ဖျားတကူဂါတာတကူကြောင့်ပါ။ထိုကဲ့သို့စိတ်ထဲမှအတွေးနဲ့မြေဆိုင်တဲကလေးကိုလန့်ပြီးတော့ကြည့်လိုက်တယ်။မိဖို့လေးမှမီးရှောင်ဖြောဖြောဖြင့်မိခိုးများလွင့်တက်နေပါတယ်။ကိတမများမှာ လမ်းတဲကိုလျှောက်ပြီးတော့ပက်ကြီးကြသည်နဲ့တွေ့ပါတယ်။ကင်းတဲထဲမှာကင်းသမားများကတယောက်မှရှိမနေကြပေ။အနားမှနေတာကြောင့်ကင်းတဲလေးတစ်ခါလှမ်းပြီးတော့ကြည့်လိုက်မိရ။မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဟောက်မှဟုတ်ချက်လာလို့မျက်လုံးပြုတ်ပြီးတန်တောဖြစ်ပြီးတော့တေးချာစွာပဲထပ်ပြီးတော့ကြည့်မိရမှာမိန်းကလေးတူအဲမိန်းကလေးတူအကြာနာထိုင်ပြီးတော့လမ်းမောက်ကိုကြောပေးလို့ထားပါတယ်။ကိုအန်ချစ်ကပြုံးပြီးတော့ကြည့်လိုက်မိတယ်။ ကင်းသမားများလူပြူလူလူတဲကတယူးတယောက်ကပဲဘာညာဘာညာခေါ်ထားတာပဲလားကင်းသမားတဲကပဲတူးတယောက်နဲ့မှန်မှန်ကန်ကန်မိန်းကလေးပဲလားကင်းသမားများကင်းလည်နေစဉ်တချောက်ထဲနေရဲတီကိုတော့ကိုဝံချိတ်မှာအတွေးကပင်ချီကျူးလို့နေပါတယ်အတွေးနဲ့ကြည့်ကတထက်ထဲဖြစ်သွားသလိုထိုင်နေတဲ့မိမအဲမိန်းကလေးကထိုင်နေရမှမထင်မှတ်စရာလင်းမြန်စွာပဲမတည့်ရက်လိုက်ပါတယ်ဟာအမလီ ကိုဝံကြိတ်ရဲ့နှုတ်မှာအတန်ကြဲကြဲထွက်သွားတယ်လို့ခြေထောင်နှစ်ချောင်းကလည်းအရှင်ယူပြီးတော့အာခုံပြေးလိုက်မိတယ်။ထိုင်နေသောမိမကထားပြီးရက်လိုက်ရာကင်းတဲ့ရဲ့မို့သည်တော်တော်အရက်ရှိတဲ့ယောက်ျားများပင်ခေါင်းနဲ့မတိုက်ပါ။မတ်တဲ့ရက်လိုက်တော့မိမကကင်းတဲ့အမိုးကိုပင် ထိလို့သွားခဲ့ပါတယ်။စိုးဝါးတဲ့အပုံနံကြီးကစူးစူးချာချာနဲ့နှခေါင်းဝါကိုတိုးဝင်လာခြင်းကြောင့်ကိုဝံချိတ်တယောက်မှာအတကုံတုပ်ပြေးတည်မှာ နေအိမ်ရှိကိုရောက်ရှိရောက်မှန်းပင်မတိလိုက်ပင်အနှင်းငယ်ပင်မန်းလွန်းသွားပြီးအမောတကော့နဲ့ကိုကိုတပတ်လှည့်ပြီးတော့အင်ကပြင်းကိုလန့်တက်လိုက်ပါတယ်ပြင်းပြင်းထန်ထန်ပင်အင်တကားကိုလက်နဲ့ထုခေါက်တယ်ထမင်းကြံပါလာတဲ့အိမ်နဲ့ပါထုလိုက်ပါသေးတယ်အိမ်နဲ့ကမီးချောင်ပွင့်သွားပြီးမှ တကားကပွင့်လာခဲ့တယ်ပွင့်သွားတဲ့တကားပေါက်မှကိုအန်ချိတ်မှအတင်အိမ်နဲ့ကိုဝင်သွားပြီးတကားဖွင့်ပေးသူကဘေးကိုရှောင်လိုက်တဲ့ပြင် ကိုယ်အချိန်မှာအားလုံးပြီးတော့လဲကြလို့သွားခဲ့ပါတယ်။ဟာဒီကောင်ဘာဖြစ်တာလဲ။ကိုယ်အချိန်ဒီအဖေဖြစ်သူရဲ့အမေကိုပင်ပြန်ပြီးတော့မဖြစ်နိုင်ပဲ။အိမ်ရဲ့အရှိအကန်းထဲမှာပဲ။ကလပ်ထန်ဘေးမှာခွေခွေလေးလဲကြပြီးတတိလေးလို့သွားခဲ့တယ်။တအိမ်လုံးမှာနိုးတော်အောင်လို့ကိုယ်အချိန်ရဲ့ဖေးကနေဟန်ချိတ်ဘာဖြစ်တာလဲမသိဘူးအတန်ကျဲစွာအော်လိုက်တဲ့ဖြင့်အိမ်ကန်းထဲမှာရော အပေါ်တက်ကပါဆင်းလာကြပြီး ကိုအန်ချိတ်ကိုဝိုင်းပြီးတော့ပြူစုကြပါတယ်။နနက်မိုးလင်းတာနဲ့ရက်ွက်လန်းထဲမှာညကကိုအန်ချိတ်တယောက်မှာ ရုံးတွင်အချင်းပိုလှုပ်ပြီးအပြန်လက်ပံမင်းကြီးမှာတရက်ကနေလမ်းထိတ်တဲ့အထိချုပ်သဖြင့်အိမ်အရောက်မှာတတိပါလဲသွားသည်ဆိုတဲ့သတင်းစကားကပြည့်နှံ့လို့သွားခဲ့ပါတယ်။အယူငဆူကြော်လာ အောင်မိုးတို့ကလပဲရှိဆိုင်မှာ ထိုင်နေရင်းကနေအယူငဆူကနေဟေးကောင်မိုးကြော်လာညကကိုအန်ချိတ်ကြီး ရုံးကပြန်လက်ပံပေးနဲ့လမ်းထိပ်ကကင်းတက်က၆လွတ်လိုက်တယ်ဆိုတာဟုတ်ရဲ့လားကွာမြောက်ကကင်းကြတဲ့အုံမြင့်နဲ့မောင်ကျင်တို့ကများတရေချောင်ဆောင်ပြီးတော့၆လွတ်လိုက်တာလားဟာငါဆိုရဲ့မိကဘာမှအယုံကြည်မရှိတဲ့ကောင်ကိုပြောချတော့ကွက်ကြတယ်ဒီလောကမှာတို့မမီတဲ့အကြောင်းတွေအများကြီးရှိတယ်အုံမြင့်နဲ့မောင်ကျင်ကတရေချောင်လို့၁၀နာရီလောက်ကတည်းကပြန်သွားတာမိပုံကူဒီတိုင်းပဲထားခဲ့တာမနေ့ကျရင်အစောကြီးပြန်လာဖို့ဆိုတာငါ့ကိုပြုတ်ပြတယ် အမလေးကွာမိခရှင်းပြနိုင်တာလည်းမဟုတ်ဘဲနဲ့စကကြောရှိမင်းနဲ့ကွာဒီညမင်းရဲ့ငါရဲ့အောင်မောကင်းကြမှာကိုလိုက်ဆောင်မလားထွန်းလောက်ကိုပြန်ခိုင်းပြီးဒုသုံးယောက်ကင်းဆောင်နေလမ်းထိပ်ကလက်ပံပင်နဲ့ကင်းတဲကိုဆက်နှံနာရစပြီးနှစ်နာရီခွဲထီကွာဒါမှမဟုတ်ရင်လေတယောက်ကိုတနာရီမနက်သုံးနာရီထိထမ်းကြမလားထမ်းရဲတယ်မလားကျော်လာကအယူငဆုပ်ကိုရောအောင်မိုးကိုပါပြောလိုက်ပါတယ်ငယ်ရွယ်သူလူငယ်မလို့ တဘာဝဇေယိုက်တိုင်မယုံကြည်မှုယုံကြည်မှုကိုမခံခြင်းကြေအလောင်းကစားလို့ရတလွဲစပင်ကောက်ကြပြီတတိကိုအလွဲသုံးစာမယူးရဲ့လုတ်ပြချင်းမင်းအယူငဆုကထုံပြင်းပြန်ဒုံဘီကက်တဲ့အကြောက်လက်မရှိအယုံကြည်မရှိသူဒါကြောင့်လည်းနမဲအရှင်းမှာငဆုကိုအယူငဆုဟုခေါ်ကြခြင်းပဲဖြစ်ပါတယ်ဘာဘောက်ခွာကြော်လားနားရှိဝဟုတ်လားဘာလို့ရမှာလဲကွာတယောက်ကိုတဏှာတိတိထိုင်မယ် လောင်းကြီးကိုပြောတယောက်ချင်းစီထိုင်ရမှာတော့ငါဆိုမင်းနဲ့ငါကကိန်းထဲမှာထိုင်ရင်အောင်မုတ်ကလက်ပဲမင်းအောင်မှာသွားပြီးတော့ထိုင်ရမယ်။ဟာနဲ့အောင်မုတ်ကကိန်းထဲမှာထိုင်ရင်မင်းကလက်ပဲမင်းအောင်မှာသွားပြီးတော့ထိုင်ရမယ်။မင်းနဲ့အောင်မုတ်ကကိန်းထဲမှာထိုင်ရင်တော့ငါကလက်ပဲမင်းအောင်မှာတနာရီတိတိတယောက်တည်းပဲထိုင်မယ်။အေးပါကြောလာရ။အယူငဆိုးနဲ့ကြောလာတို့ရဲ့အလောင်းကစားကကြေးလျှော့အချိန်ကာလအတိုင်းတာများနေပါ။ သဘောတူညီကြပြီဖြစ်ပါတယ်။အောင်မုခအယူငဆုနဲ့ကြော်လားတို့ရဲ့အလောင်းကစားကိစ္စကိုကြောတုံမီဟောက်ကွာမင်းတို့မင်းတို့ကွာဒီကိစ္စအလောင်းကစားမလုပ်ကြပါနဲ့ကွာငါဟမ်ငကြောက်အောင်မုငကြောက်ပဲကွာကြောလိုက်ရင်မင်းနဲ့ငါပဲတယောက်တစ်လက်စီထိုင်မယ်ကွာဘာညာတွေ့တော့လဲတို့စကားပြောရတာပေါ့ကွာအေးကောင်းနေအောင်မုဒီကိစ္စကိုမင်းဘယ်သူမှမပြောနိုင်တော့ဟုတ်လား ောင်မုံးမကြောလာစကားကြောင့်ဘာမှပြန်မပြောပဲငြိမ်နေလိုက်ပါတယ်။လက်ဖိတ်ရှိဆိုင်မှာသုံးယောက်သားထွက်လာကြပြီးကိုဝံချိတ်ရဲ့အိမ်ကိုဝင်ပြီးတော့ကိုဝံချိတ်မှာဖျားနေတုံးပဲဖြစ်ပါတယ်။ကိုဝံချိတ်ရဲ့ဖေကနေအေးလာကြကွာမင်းတို့ကိုကြီးဖျားနေတာမပြောက်သေးဘူးကွာညကြရင်ကရောင်းခရံထအော်နေသေးတယ်။ဟုတ်ကဲ့ပါကြီးတက်တာတလို့နေပါစေဒီနေ့ညကင်းကြတာအောင်ဆိုးပါကျွန်တော်တို့ပါလိုက်ပြီးတော့ဆောင်းပေးမလို့ အေးအေးတယောက်နဲ့တယောက်ဖေးကူတာကောင်းပါတယ်ကွယ်ဟုတ်ကဲ့ပါကြီးကျွန်တော်တို့ပြန်အောင်မယ်နော်အေးအေးအေးကွမ်ချဲအိမ်မှာထွက်လာခဲ့ကြပြီညကြလိုက်ရင်စုံကြရန်ပြောပြီးတော့လူချင်းခွဲလိုက်ကြပါတယ်တနေ့ညကကင်းကြသူမှာစနေနေ့ကျော်မှာပဲကင်းတဲကိုခဲနဲ့ပြည့်ရွှေထိတ်ပြောင်ဖိုးနီနဲ့မြင့်ဝေတို့မှာထွက်ပြေးခဲ့ရသည်ဟုလက်ဖိတ်ရှိဆိုင်နဲ့ဈေးထဲတွင်ရောအရက်ဆိုင်တို့ပါတိုးတိုးတမျိုး ကြဲကြဲတပုံပြောနေကြပါတယ်ထိတ်ပြောင်ဖိုးနီကတည်းရဲ့ကြောက်မိတာကြောက်တယ်အလုကဆေးယုံရဲ့ရင်ခွဲယုံအဆောင်လုပ်ပါတယ်မြင့်ဝေကကားမောင်းတယ်ဒါပေမဲ့သူ့လည်းတည်းရဲ့ကြောက်ပါတယ်ထုံညမှာအောင်မိုးကကင်းကြတယ်ကြော်လားကလူစားလဲပြီးတော့စောင့်သူအယူငဆိုးကပါပါလာတယ်ကြော်လားနဲ့အယူငဆိုးတို့ရဲ့စီမံကိန်းကို အကောင်တဲပေါ်ရန်ကင်းထဲမှာပဲအစောကြီးရောက်နေကြပါတယ် သုံးယောက်သားညစာထမင်းနဲ့ဟင်းတို့ကိုထည့်ယူကြတယ်။ဒါကအကြောင်းရှိတယ်။ထမင်းမစားခင်ရဲစေးရမကမိဝဲကြအောင်မြည်။အယူငဆိုးရဲ့လက်ထဲမှာသုံးထောင်တို့လက်နေတမိတက်လက်တက်ရှိငကြီးတောင်တက်လက်နဲ့ငရုတ်သီးအစိမ့်မုတ်ကတထုံငရုတ်ကောင်းမုတ်ကတထုပ်ပါလာခဲ့ပါတယ်။ကြိုလားကလက်နေတမိနဲ့ဓမြောင်တစ်ချောင်းဝရင်တုတ်တစ်ချောင်းပါလာခဲ့တယ်။ချဲအချက်တပင်လည်းပါခဲ့ပါတယ်။အောင်မုတ်ကလက်နေတမိတက်ရှိတစ်ချောင်းနဲ့ စားစရာများစေးလိမ်များကိုယူခဲ့တယ်။အယူငဆိုးကယူလာတဲ့ငရုတ်တွေအစိမ့်မုံများငရုတ်ကောင်းမုံများအသုံးချရန်လက်နက်ကောင်းပဲဖြစ်တယ်။ညချက်အမောင်အားကိုလားချောင်မုံမုံလေးကအဆက်ပိုးတယ်လို့အပြုတ်မလို့ပင်မဝင်မရဲနဲ့တိမ်တိုက်သေးချမှာချောင်းကြည့်နေသည့်ပမာအမောင်ကိုလူစုကလောကကြီးအပေါ်ကိုဖုံးအုပ်လွှမ်းခြုံနေပါတယ်ရက်ွက်ရဲ့တစ်ဖက်ထိပ်ရှိ ဖုံးကြီးเจ้าမှခွေးများကဦးလိုက်ဒီမှာ ။တကောင်စားလိုက်တာနဲ့နောက်ကကောင်တွေကပါတန်ကြီးတညာတဲ့လိုက်ပြီးတော့ဥကြတယ်။တော်တလင်းလောက်ကိုတန်တန်တတနဲ့လွမ်းပြနေတယ်လို့ဒဇောင်မုံလားရဲ့အချမ်းတံကိုလွမ်းနာနဲ့ဖြည်နေရော့တယ်။ညာဥပိုင်းဖြင့်အချိန်ကာလစောနေတဲ့ဖြင့်အယူငဆူကြော်လာ အောင်မိုးတို့သုံးယောက်သားမှာကင်းတဲ့ချမ်းပြင်ပေါ်မှာပင် ပလင်းထောင်အမီးပါချပြီးတော့အယူငဆူကနေနေလကငါကွာမအေးမော့အရက်ဆိုင်မှာအရက်သွားပြီးတော့ဝဲတော့ အရက်တောင်းနေတဲ့ငအုတို့ဖိုးတရုတ်တထွေးကွာအရက်တောင်းနေခြင်းနဲ့ပြောနေကြတာကင်းထဲမှာတဲချောက်တာမယုံလို့ဆိုပြီးလက်ပေပေနာကစောင့်ကြည့်တဲ့လက်ကောက်တင်လာနဲ့ခင်စော်တို့ကိုစေးချုံတင်လဲရပြီတဲ့ကွာလက်ပံပေမှာစောင့်ကြည့်တာနဲ့ဘာဆိုင်လို့စေးချုံကိုချောက်ရတာလဲဟာအောင်မိုးကလည်းအဲ့ဒီလက်ပံမင်ကတဲမကရိုက်လိုက်လို့တဲ့ကွာတဲချဲမှာဟုတ်လား ठी ठी မမကွာမင်းကြောက်ရင်ကင်းထဲမှာနေခဲ့ငါနဲ့ငါဆိုးနဲ့တက်လက်စီ မိုးလင်းအောင်ထိထိုင်မယ်ကျော်လာကအောင်မိုးကိုပြောရင်းကနေအရက်ပလင်းကိုဖွင့်ပြီးအကျန်းပကံတဲကိုထည့်လိုက်ပါတယ်ကဲချကွာဒါမှသွေးပူပြီးတွေ့တဲ့တကျင်းနဲ့စကားပြောလို့ကောင်းမယ်အမီးစားကြအရက်ပါတော့ပြီးဝိုင်းသိမ့်တော့ထမင်းကိုဆက်ပြီးတော့စားကြတယ်အောင်မိုးကနေကျော်လာလက်ပမင်းအောင်ပါဘယ်ဘယ်သူအရင်ထိုင်ပါလဲဘယ်လိုလုပ်မလဲအောင်မိုးကအာတွက်သလို့ လူကလည်းရရဲ့တင်းတင်းဖြစ်ပြီးပြောလိုက်ခြင်းပဲဖြစ်တယ်။အယူငဆုံးမှသဘောကျစွာရှိပြီ။အောင်မို့ကွာရေစီတကူနဲ့မင်းပါပါတော့မယ်ပေါ့။အေးဟုတ်တယ်။ကဲကဲဒါဆိုရင်လည်းမဲနိုင်ကွာ။တင်းနဲ့သုံးမဲပေါ့ဟုတ်လား။မဲလိုက်လို့ရှင်းတဲ့ပြင်တယောက်တလိပ်စီနိုင်ပြီးမဲခွဲကြရတွင်အောင်မို့က12နှစ်အီမှတနာယီထိပထမကြပြီအယူငဆုကတနာယီမှနှစ်နာယီထိကြပြီးတော့ နှစ်နာရီမှ၃နာရီကိုကြော်လာကကြပါတယ်အမောင်ကပို့ပြီးတော့တိတ်သေးလာတယ်အေးအေးတက်ကပို့ပြီးတော့ထိပို့လို့လာခဲ့ပါတယ်အယူငဆုကမဲနိုင်ပြီတာနဲ့ကင်းတဲပုံမှာဆင်းပြီးလက်ပံမင်းကြီးကိုကြည့်ပြီးတော့ဒီညတွေ့မယ်ပုပ်ကိုထီထီမမရေအရဲနဲ့အမိလည်းကုံသွားပြီထမင်းလည်းစားပြီးကြပြီအဲ့ဒီလက်ပံမင်းကားနေစောင့်နေဘယ်သူနဲ့အရင်တွေ့မလဲအယူငဆုရဲ့ပြောကို ကျော်လားနဲ့အောင်မိုးကပါရီလိုက်ပါတယ်။ဆက်တဲ့နာရီထိုးတဲ့အတွက်ကျော်လားကတန်ချောင်းကိုဆက်တဲ့ချက်ခောက်လိုက်ပါတယ်။မော်တော်ကဘင်းလုံးတန်ခွေကိုတန်မူလီချောင်းနဲ့ခောက်၍ခွေးဥတန်ကကင်းတဲ့အမှာပဲထွက်လို့လာခဲ့ပါတယ်။သုံးလျှောက်သားအနေငယ်တွန်းသွားပြီးအယူငဆုကနေ။ဟာကွာဒီခွေးကအခုမှထဥနေတယ်။အရဲတောက်နေတုန်းကတော့လာပြီးတော့မတော့ဘဲနဲ့အခုတော့ကုန်ပြီကွာ။အယူငဆုကဗဆက်စည်းကမ်းမရှိတိုင်း ြောချင်တာကိုစုပ်ပြီးတော့ပြောလိုက်ပါတယ်ခွေးဦးတန်ကရက်မသွားပဲဆက်ပြီးတော့ကြားနေရတယ်လာကမပြေးချွေအမောင်ကကြီးစိုးနေတဲ့တဘာဝအတိုင်းလန်တလန်လုံးမှလည်းတိတ်ဆိတ်ခြင်းနဲ့ငြိမ်သက်လို့နေပါတယ်ကင်းတဲ့အောက်မှာခွေးခါလည်းဆက်ပြီးတော့မဦးတော့ပဲငြိမ်သက်လို့တွားတယ်ကဲအောင်မိုးမင်းသွားတော့တနာကြီးနော်မင်းရမင်းထိုင်းထိုင်းထားထအေးဖဲအေးအေးတနာကြီးပြည့်ရင်ငါလာခဲ့မယ်မင်းရကင်းတဲတဲ့ကိုပြန် နောက်တဲ့တစ်ခါကြော်လာလာရင်ငါပြန်မယ်။ဟုတ်ပြီလား။ကဲသွားတော့။တယောက်ကိုတနာ ਈ စီဖြစ်တာကြောင့်ယခုအောင်မိုးကစားပြီးတော့စောင်းရမီဖြစ်ပါတယ်။အောင်မိုးကိုအရင်လွတ်လိုက်တယ်။ဂင်းတဲနဲ့လက်ပံမင်းကြီးမှာတခေါ်တာတာမြဝေး၍အယူငဆုကအောင်မိုးကိုရော့ဝရင်တို့မင်းသားလေးတတိထောင်းကိုကိုပြန်ထိနေအောင်မယ်။ကြော်လာမှာနောက်ပိတ်ဆုံးတမဖြစ်တာကြောင့်ဂင်းတဲကျမ်းပြင်ပေါ်မှာပင်လှဲ့ချလိုက်ပါတယ်။ အောင်မိုးကင်းတဲမှာထွက်တွင်ကင်းတဲအောင်မှာခွေးကမဟောင်မဲနဲ့ဥလိုက်ပါတယ်အောင်မိုးမှာခြေလန်းတုံးလို့သွားခဲ့ပါတယ်အယူငဆုကကြော်လာပြီးမှဝင်ပြီးတော့လဲချင်းကနေငါမိတ်သွားတယ်ကွာ အောင်မိုးကိုငရုတ်သီးမုန်းနဲ့ငရုတ်ကောင်းမုန်းနဲ့နဲ့ပေးလိုက်ဖို့ကိုမင်းငရုတ်သီးမုန်းနဲ့ငရုတ်ကောင်းမုန်းကဘာလို့မလို့လဲမင်းကွာတကျဲနဲ့တွေ့ရင်နဘန်းလုံးလို့ရတယ်ကွာကိုကမနိုင်ရင်ငရုတ်သီးမုန်းနဲ့ပတ်ငရုတ်ကောင်းမုန်းနဲ့ပတ်လို့ရတာပေါ့ဟမ် ငါဆိုရင်မင်းကိုဒါကြောင့်အယူလို့ခေါ်ကြတာတရေတစီဖုတ်ပိတ်တာ ကျဲဆိုတာက အမျိုးမျိုးပြောင်းလဲလို့ရတယ်ကွထုတ်ခုတ်လို့မရဘူးမင်းကွာတော်ယူတာပေါ့ဟဲ့ကောင်ကျော်လာမင်းတို့ဒုတ်သားထက်ငါရှယ်လက်နဲ့ကပို့ပြီးတော့ထိရောက်တာကိုတွေ့ရမယ်ကဲဟဲ့ကောင်မင်းလည်းနေပြီငါခဏမိတ်အောင်မယ်အေးပါအေးကျော်လာကပြောပြီးတော့ငိန်နေလိုက်ပါတယ်အယူငဆုမအောင်မိုးအလာကိုစောင့်နေလိုက်တယ် ဟူငါဆိုရင်မင်းမင်းအလေငါပြီးပေါ့အောင်မိုးကပြန်လျှောက်လာပြီးမောတန်နဲ့ပြောလိုက်ပါတယ်တန်မူလီချောင်းကိုလှမ်းယူပြီးတော့ကားဘိန်းတန်ခွေကိုတစ်ချက်ခောက်လိုက်တယ်အယူငဆုကယူစရာများကိုယူပြီးအေးငါသွားတော့မယ်ကြော်လောက်ကိုနိုးဖို့မမိနဲ့တော့အေးပါကွာအယူငဆုထွက်သွားသည်ပင်ကင်းတဲ့အောင်မခွေကဆွဲဆွဲငင်ငင်ဥလိုက်ပါတယ်အောင်မိုးကကြော်လာရဲ့ပေးမှာဝင်လဲလိုက်တယ် လက်ပတ်မေးအောင်မှာအောင်မိုးမှာရသည်မြဖျားစာရောထိုင်လိုက်ထားလိုက်နဲ့အငိမ့်နေရွှေ့မရအောင်လို့ဖြစ်ခဲ့ရတယ်အလောင်းအစားလုံးမိခြင်းကိုပဲမှားပြီလို့ထင်လိုက်ပါတယ်အချိန်ပြည့်သည့်အထိဘာမှမဖြစ်ခဲ့၍ဝမ်းသာမိတော့လေကင်းတဲကိုရောက်ပြီးအယူငဆုပ်ထွက်သွားမှရေနက်ကအလုံးကြီးကျပြီးတော့ကြော်လာရဲ့ပြီးမှပဲလှဲ့ချလိုက်ခြင်းဖြစ်တယ်ညရဲ့၁၂နာရီကတဝက်ကျိုးအချိန်မှာ ဒီဘက်မှာ2နာရီ3နာရီကနောက်ထပ်တစ်ရက်ကိုစရင်အရှင်ယူတဲ့အချိန်နောက်တဲ့နေ့ရဲ့ညနေပိုင်းကိုနေ့ဆိုင်3ချိန်တငယ်8ချိန်တက်ကြီးကောင်းချကျဦးတွင်ချင်းဟုညတညကို အခေါ်အဝေါ်သတ်မှတ်ထားကြတယ်ပေါ့ချတခြင်းမျိုးစုံဆိုပြီးတော့ပြန်လာတဲ့အယူငဆူကင်းတဲ့အောင်မှခွေးစည်းကြိုရည်ဥလိုက်ပါတယ်ဟဲ့ကောင်ကျော်လာထာထမင်းလေကွာလက်ပံမင်းအောင်မှမင်းကို လူပြိုဘဝချွတ်မလို့စောင့်နေတယ်။ထမြန်မြန်သွား။ငါ့ကိုမကြိုက်လို့ပြန်လွတ်လိုက်တာ။ဟဲ့ကောင်အောင်ဆိုးမင်းဘာလိုက်ချင်လိုက်သွား။ဟာကွာငါကတယောက်သေးပဲသွားပါမယ်။ဂရိအတိုင်းပဲပေါ့ကွာ။ကျော်လာကပြောရင်းကနေကင်းတဲ့ပေါ်ကနေဆင်းသွားတယ်။ကင်းတဲ့အောက်မှာခွေးကငိမ့်နေတယ်။အိပ်ပြောက်သွားလိမ့်ပြီလားမသိ။ကျော်လာထွက်သွားပြီ။လက်ပံမင်းအောက်ကိုရောက်တဲ့လိရှိအယူးငဆုကကျော်လာမှာဘာမှပေါ်မသွားမှန်သိလိုက်တယ်။ဟာအောင်မို့ ကြော်လာသွားတာဒုတ်လည်းမပါဓာတ်လည်းမပါဘူးမင်းလိုက်ပြီးတော့ပြေးလိုက်ပါကွာမင်းပါနေလိုက်လေငါကောင်းပြောတာပါအေးပါကွာအေးပါအောင်မုခလက်နေတမိဖြင့်ဝရင်တုတ်ရောတရှိပါယူသွားပြီကြော်လားရှိရာလက်ပတ်မင်းအောက်ကိုထွက်သွားခဲ့တယ်အယူငဆုကကင်းထဲမှာအောင်မိုးထွက်သွားတာနဲ့ပလင်းထဲမှာအရဲကြံကိုမောလိုက်ပါတယ်ပြီးမှကျမ်းပြင်ပေါ်ကိုလှည့်ချလိုက်တယ်ကင်းတဲ့ရဲ့ကျမ်းပြင်ပေါ်မှာအိပ်ပျော်နေတဲ့အယူငဆုကို ပုတ်ရွှေနှိုးလိုက်ပါတယ်။ငါဆိုးကလှုပ်ပင်မလှုပ်ပါ။နောက်ထပ်တစ်ခါခက်ကြမ်းကြမ်းထပ်ပြီးတော့ပုတ်လိုက်ပါတယ်။ဟာကွာငါလည်းပြီးပြီကွ။ငါဆိုးကမျက်လုံးမဖွင့်ပဲပြောလိုက်ပါတယ်။ပခုံးကိုပုတ်နေရမှာတင်ပါးကိုခက်ကြမ်းကြမ်းထပ်ပြီးတော့ပုတ်လိုက်ပါတယ်။ဟာကွာဘာဖြစ်နေလဲ။ငါအိတ်ချင်လို့ကို။နှိုးသူကပုတ်ခတ်ပြီးတော့နှိုးပေမဲ့အယူငါဆိုးကတစ်ဖက်ကိုပြောင်းပြီးအိတ်လိုက်ပါတယ်။ထပ်ပြီးတော့ပုတ်လာသဖြင့် စိတ်ကမရှိ စိတ်တို့တို့တို့ဖြင့်ဟာဒီကောင်တော့ကွာတော့ကွာမင်းတို့ဟာမင်းတို့တရေမောက်ကိုဘာလုပ်လို့ကွာငါအိတ်မယ်ငါဆုပ်ကိုပုတ်ပြီးတော့မနိုးတော့ပဲငိမ့်သွားခဲ့ပါတယ်ခဏကြာမှနိုးသူကငါဆုပ်ကိုပုတ်ခတ်မနိုးပဲခြေထောက်တစ်ဖက်ရဲ့ခြေချင်းဝက်ကိုကန်ပြီးတော့ခက်ကြမ်းကြမ်းဆွဲ့ပြီးကင်းတဲ့ပေါ်မှာဆွဲ့ချလိုက်တယ်ဟာမင်းမင်းတို့ငါဆုပ်ကပြောလဲပြောချင်းမှအောက်ကိုလဲကြပြီး အင်ကနေမီအောင်အသက်မှာထွက်သွားသဖြင့်ဒေါသတွရွနဲ့ထားပြီးတော့ထိုင်လိုက်တယ်။မင်းမင်းတို့ဟာစကားပင်ဆုံးအောင်လို့မပြောနိုင်ပဲမြင်လိုက်ရသည်ကိုကြည့်ပြီးထိုင်လျက်မှာကုန်းထားပြီးတော့ရက်ခွက်လန်တဲ့ကိုအုပ်ပြီးတော့ဝင်လိုက်ပါတယ်။အောင်မလီအယူငဆိုးရဲ့အော်တန်ကတော်တော်ကိုမှကြေးပါတယ်။လက်ပံမကြီးအောင်မှထိုင်နေကြတဲ့ကြော်လားနဲ့အောင်စိုးတို့ကကင်းတဲရှိရကို ှစ်ယောက်သားပြေးလာကြတယ်။ကင်းတဲရှိကိုအရောက်မှာ ကင်းတဲမှာမိမတယောက်ရဲ့ပုံသဏ္ဍာန်ဖြင့်တစ်ဖက်ကိုပြေးထွက်သွားသည်ကိုကြော်လာရောက်အောင်မိုးကိုပါတွေ့လိုက်ကြတယ်။လက်နေတမီနဲ့လက်ဖြင့်ထို့ကြည့်လိုက်ရာအဝေးအဆအဆုပ်အပြည့်ပြည့်ဖြင့်သပင်ဖားချားချတာပြီးခုံပေါက်သွားနေသည်ကိုမြင်လိုက်ရပါတယ်။ဒါကတည်းရဲမှလာကိုလုံးကိုပေါက်ခက်သွသွေဖြစ်ပြီးတော့အယုံငဆိုးကဘာဖြစ်လို့អော်ပြီးတော့ပြေးချတာသည်ဟုတွေးလိုက်ကြပြီး အယူငဆိုးထွက်ပြေးသွားတဲ့ရက်ွက်လန်တဲ့ကိုနောက်မှလိုက်သွားကြပါတယ်။အမလေးသတရေပါ။ရှေ့မှာအော်လဲအော်ပြေးလေပြေးနေတဲ့အယူငဆိုး။သူအိမ်ရှိကိုအကြောက်မှာပဲအချိန်လွန်လျက်မောက်ရက်ပြစ်လေကြာသွားခဲ့ပါတယ်။နောက်မှလိုက်လာကြတဲ့ကြော်လားနဲ့အောင်မှုဒုကနေ။ဟာငဆိုးငဆိုးပွေးထူရင်းမှပင်ခေါ်ကြပါတယ်။အယူငဆိုးမှာအော့ပြီးပြေးတန်ကြောင်မလို့ အိမ်တချို့ကတကားဖွင့်ပြီးတော့ကြည်ပြီးတော့နှစ်ယောက်သုံးယောက်ကနားခုရောက်လာပြီးအယူငဆုတ်ရဲ့အိမ်မပါတကားပွင့်လို့သွားပြီဟဲ့ဘသူရေလဲဘာဖြစ်လို့လဲဘာဖြစ်ကြလဲဟင်မေးပြီးတော့နားခုရောက်လာခဲ့ကြတယ်အယူငဆုတ်ရဲ့အမိနဲ့အမားဒုက္ခအိမ်ပေါ်မှာဆင်းလာခဲ့ကြတယ်ငဆုတ်ပါကင်းတဲကတိတ်ချဲတိတ်ချဲဆိုပြီးတော့អော်ပြေးလာလို့ကျွန်တော်တို့လိုက်လာတာဟင်အိမ်အိမ်မောက်ကိုခေါ်ကြပါ ကျော်လာတဲ့အမိုးတို့ကငဆိုးကခြေနဲ့ခေါင်းကိုမပီးအိမ်ပေါ်ကိုတင်ကြပါတယ်မိထွန်းပြီးတော့ငဆိုးရဲ့ပေးမှာဝိုင်းအောင်သွားတယ်ငဆိုးကိုလည်းနှိပ်ကြပြီး ခြေမာချိုးလက်မာချိုးကြပါတယ်ဟဲ့ငဆိုးအမေးရှိတယ်ဘာဖြစ်တာလဲမောင်လေးငဆိုးမောင်လေးတတိကြပြီးဟဲ့ကောင်ငဆိုးငဆိုးမှလှုပ်လာပြီးတော့ဘေးဘီကိုကြည့်ပြီးအတော်ပင်ကမှကြောက်ကြောက်လန့်လန့်နဲ့ဖြစ်နေပါတယ် ယခင်ကသူများတကူတာ၆လံပြီးဘာမှအယုံကြည်မရှိအလောင်းကစားကိုဝါသနာကြီးသူဖြစ်ပြီးတော့ယခုညတွင်မှလည်းကြော်လားနဲ့အောင်မို့ကိုအလောင်းကစားလှုပ်ရင်ရင်နာမည်ကြီးသောလက်ပတ်မင်အောင်မှာနေကြီးကိုအလောင်းကစားလှုပ်ခဲ့ပါတယ်ညဆက်နာနိုင်မှစပြီးတနာရှိတဲ့ကြောင့်လက်ပတ်မင်အောင်မှာပဲနေရန်လောင်းကြပြီးမိုးလင်းသည့်သည့်ဘာမှမဖြစ်၍အနှံ့အယုံမရှိ တခုခုကိုကြောက်လန့်ပြီးထွက်ပြေးလိုက်ရင်အယုံလောင်းကြီးကကြံသူနှစ်ယောက်ကို အစားအစာအဝကျွေးရမည်ဖြစ်ပါတယ်။အယူငဆုကအရက်တော့ပြီးရဲစေးတင်မည်ဟု နေလက်ကပင်မအေးမော့ရက်ဆိုင်မှာအကျက်တလုံးကိုဝဲပြီးကြိုလောက်ကိုပြထားတယ်။သူကငရုတ်တီးမှုမှာစောင်းထားပြီးတရက်ကိုတွေ့လိုက်ရင်ပတ်မည်ဟုပြောပါတယ်။ယခုလက်ပံမင်းအောက်ကဘာမှမဖြစ်ပဲကင်းတဲပေါ်မှာအရက်တော့ပြီးအိတ်ခါမှာထွက်ပြေးခဲ့ရပါတယ်။လဖိတ်ရီစဲမှာကြော်လာအောင်မိုးနဲ့ဟန်ချိတို့ဆုံပြီးလဖိတ်ရီတောက်ကြတယ်။ ရောက်တဲ့အရာစကားများပြောနေခြင်းမှာကိုအန်ချိတ်ကနေကင်းတဲ့ပုံမှာတွေးကြတဲ့တရေမက အချဲရှိကြောင်းတရေကိုတွေ့သည်တွင် အပေါ်နက်ကမခန့်နဲ့အောင်နန်းချောင်းကိုပြောပြီးတော့အယူငဆုကိုတော့ခြေတောက်ကဆွဲပြီးကင်းတဲ့အောက်ကိုဆွဲချတဲ့အထိယခုစွန့်ကြွေပရိတ်ကျော်အမြဝေပြီးကျွလွတ်လျင်နောက်ကိုတရေမချောက်တော့တဲ့အကြောင်းများပြောနေကြခြင်းဖြစ်ပါတယ်ဘေးကုန်မှထိုင်ပြီးလက်ဖေးရှည်တောင်းနေတဲ့ဦးတင်မောင်နဲ့ ကိုအညာသားတို့နှစ်ယောက်ကနားထောင်နေရမှာဟာကောင်လေးတွေမင်းတို့ကောင်ယူအဲငဆိုးကမခက်နဲ့တွေ့တာကဗျာမခက်ဟုတ်လားဗတ်တယ်မောင်အေးကမခက်အဲစိတ်ခက်တဲ့အသက်လည်းတိတ်ပြီးတော့မကြည့်သေးပါဘူးဟန်ချိတ်လောက်ပဲရှိအောင်မယ်ရုပ်ကားတော့ရွက်ကျန်းရေချိုပေါ့ကွာအသားကလည်းညိုစိမ့်စိမ့်လေးကွာဗတ်တယ်မောင်ကတေးမကူတေချာတိနေတယ်အေး တကယ်မှမဖြစ်ခင်ကတည်းကတိတာကွာဟမ်ဒါကြောင့်ဘာတင်မောင်တို့ကတော့အချောက်မခံရတော့ကိုဦးတင်မောင်ကတကယ်မှမစိမ့်ခက်နဲ့တိတီရှု၍အံ့ဩနေကြတယ်ဦးတင်မောင်ကနေခက်ပြုံးပြုံးနေပြန်ဒါပေမဲ့အဲ့ဒီစိမ့်ခက်ကမသိဘူးကွာဗျာဗျာအဲဟိုမသိဘဲနဲ့တကယ်ဖြစ်ဖြစ်တာဆိုတော့မျက်လုံးပြူမျက်စံပြူဖြင့်ဗျိုင်းတူဗျာဆိုပြီးတော့ဖြစ်ကုန်ကြပါတယ်ဦးတင်မောင်ကနေ အေးမစိခက်ခတေးလဲမသိတယ်လို့တရေလဲမဖြစ်ပါဘူးကွာအားလုံးကတရေဆိုလို့ပါဟမ်တေးလဲမသိဘူးတရေလဲမဖြစ်ဘူးစုပ်ကုန်ပြီဘာတင်မောင်ရအေးကွာငါပြောပြမယ်မစိခက်ခကလေးမှုပြီမိတွင်ထဲမှာကလေးကတေးလင်ကားပါအဲ့ဒီနေကပဲတေးတော့နှလုံးသွေးပြက်ပြီးတော့ယူသွားတဲ့အယူမပေါ့ကွာတို့ရဲ့ချက်ကွက်ကထွက်သွားတာတော်တော်ကိုကြာပြီကွာအခုမှပြန်ပြီးတော့ရောက်လာပြီ နေကင်းပတ်မှာရှောက်သွားပြီညညဆိုရင်လက်ပတ်မင်းနဲ့ကင်းထဲမှာပြန်ပြီးတော့အိတ်တာဟန်ချင်းနဲ့ငဆိုးနဲ့ဘလို့တွေ့ပြီးဘလို့ဖြစ်လဲတော့မသိဘူးငါတီးတဲ့အယူမှမစင်းခက်ကမင်းတို့နဲ့ကြမှာတကယ်မှမစင်းခက်ဖြစ်ရတာပေါ့ကွာဗျာအယူမှစင်းခက်အယူမှမစင်းခက်ကိုအယူငဆိုးတော်တော်ကိုကြောက်သွားပြီပေါ့ဦးတင်မောင်ရဲ့လက်ပတ်မင်းအောင်နဲ့လမ်းထိပ်ကင်းထဲမှာတကယ်အကြောင်းကိုရှင်းပြလိုက်တဲ့ဖြင့်ကိုဝမ်ချိတ် ကြော်လာအောင်မိုးတို့မှာအတီရင့်သွားတယ်လို့ကိုယ်စိတ်ကိုပင်မယုံနိုင်တဲ့အယူငဆိုးလို့ ਨੇ စူဆန်လေးလာမှုမပြုတ်သူတို့ရဲ့ဗဇက်မှဖြစ်တဲ့တရေမှမစိမ့်ခံအယူငဆိုး ਨੇ ကိုအချီတို့ကတော့တကယ်ကိုမှကြောက်မိသည်ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဇလန်နီကတော့ဒီနေမှာတယ်ပြီးဆုံးလို့သွားခဲ့ပါပြီဇလန်နီကိုဆုံးထိလိုက်ပါနားဆင်ပေးတဲ့တူဦးတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ